တော်ရဲ့တက်ပြက်နေပြီတက်ပြက်ဆုံးပြီတက်ပြက်သွားပြီဘုရားဘုရားမင်္ဂလာနှစ်သစ်လို့ပြောရမှန်းတော့မှာဘာနာပြီးပါရဲ့ပြည်သူတို့ငလင်အတွက်ပြည်သူတွေနဲ့အတူစိတ်နှလုံးဘဝင်းမအေးဖြစ်နေခြင်းဖြစ်နေပြီမဲ့လို့ဖြစ်နေရပြီမဲ့လို့ပြောစရာရှိတာလှုပ်စရာရှိတာလည်း ဆက်လို့ရမှာမယ်ဘာလို့လဲဆိုတော့တော်လန်ကြီးကာလာဘူးဗျအဲ့လိုပြောရမှာကတော့အပြည့်ရထားပါတယ်လူကြကောင်းအောင်တရားနာဆိုတလိုမျိုးမိစားတစ်ဖက်ခြေစားတစ်ဖက်ဂင်ထားတဲ့တပ်ပုလက်ချက်ကြောင်းပဲကဏီမဲလဲပြည်သူတွေလေရင်နဲ့ဘုံကျဲခံရလို့တေးရတာကိုရင်တွေအပါပြည်သူတွေမနေဘူးပဲဗျချက်ပုတစောက်ကံဘယ်ထိမိုက်ရိုင်းနေအောင်မလဲဆိုတာကြားရကြားရနားဝမှာမတက်တာလိုက်တဲ့ဖြစ်ချင်းဗျာ ဒင်းမိုက်ပြကဒင်းနဲ့ခံရတာမဟုတ်ဘူးအပြစ်မဲ့ပြည်သူတွေပါခံစားနေရတာပြောရရင်အညာမှာဗိုလ်တပ်မှုကျင့်ဆိုးရရွာလုံးကျွမီရှို့ပွဲတွေကြောင့်စစ်ဘေးမို့လို့မြို့တက်ပြေးရတယ်ဘယ်ရွာတွေမှမနေရတော့ဗိုလ်တပ်မှုကျင့်ဆိုးရလောက်ရက်ကိုလည်းကြည်အောင်လေရွာတွေမှာစစ်ကြောင်းထိုးသွားမဲ့သူ့လူတွေကိုအုံနောက်ကိုထုတ်ရိုက်သွန်ပေးလိုက်တဲ့ဇကားကအိမ်ကထင်းနွားကဟင်းနဲ့အိမ်တွင်မီရှို့ထင်းလို့နွားတွေရင်တက်ပြီး ဟင်းအဖြစ်ချက်စားကြတာ။အဲ့လိုဒင်းတို့ဟိုရံကိုကြောက်ပြီးမြို့တက်ပြေးကမှာပဲမြို့ရောက်တော့ငလျင်နဲ့တွေ့နေစရာအိမ်ပြက်လို့လမ်းဘေးယာယီတဲထိုးနေမှာမိုးကြီးလို့ရေမြုပ်ဒုက္ခနဲ့လှလာတွေ့ကုန်ကြတော့တာပဲပြည်သူတွေခင်ဗျာမှာဒါပေမဲ့သူမြတ်တာပြည်သူမြတ်တာကလည်းဒင်းကိုပြန်ဆူးတာပဲမိပရန်ကြောက်လို့အလဲပိုင်းအကြဆုံးနေရမယ်မြို့တော်ရွေးပြီးတီကာမှငလျင်ကြောပေါ်မှာအော်တိုမက်တစ် ရောက်သွားသေးတယ်။ဟိုး၆တန်းအောင်တန်းရွှေရဲ့ကျေးဇူးကြောင့်ပဲအရှင်လဲလဲမြေမြူခံရတာပဲတင်းတင်းတင်းပေါင်းပါလေ။အစိုးရအဆောက်အဦတွေပြိုယုံနေမှာကဘူးပုံကျင်းကျွတ်တွင်းနေလေပြိုတာပဲ။ပုံကျင်းကနေမသားချင်းဖြစ်ကုန်တော့တာပဲ။နောက်ဆုံးတော့ယုံတက်เสียမှရှိလို့လမ်းဘေးတဲထူယုံထိုင်ရတဲ့ဘဝကိုရောက်သွားတာ။ငလျင်ဘေးစစ်အစိုးရဒုက္ခတွေဖြစ်ကုန်ကြတော့ဒါမဲ့ရန်ကုန်မှာကန့်ကုန်မှုအတွက် ရန်ကုန်ပြန်ပြီးရုံဆိုင်ရတော့မယ်ဗုဒ္ဓဘုကျင်ဆိုးကတော့တစားပြင်ကလရသပင်ကျင်းပနေတယ်ရေကစားလိုက်သေးတယ်ဗျတူမဖို့ကျင်းဖို့ company ကိုမှော်ပြီးမှပြန်မညောင်းရင်လာတဲ့ပေါင်းမှအခါလောက်အပူငိမ့်ဖို့မတာလောက်တက်ပူလေးနောက်လိုက်ရင်ကြီးကစားနေတဲ့ company ခွက်ကိုလည်းကြည့်အောင် company ခွက်ကိုလည်းကြည့်အောင်မိကြီးကရေဖြန့်ခံရတယ်လို့ပဲအပူတွေအပူတွေထွက်လာတာမှဖားဖို့ကြီးတဲ့ထဲ့ပြီးတန်ထဲ့ပြီးဖုန်နေတဲ့အတိုင်းပဲ ဟုတ်ဗုဒ္ဓမှုကျင်းစုအပြကောင်ကလည်းဂွင်ကြုံရင်တင်မဆုံရိုးပါကျိုးအောင်ခံတဲ့ကောင်ဆိုတော့အခုဆိုလို့ရှိရင် ငလင်ဘေးကိုပြလက်ဘရိုစီအနာကြီးယောဂတဲ့တွေကိုအနာတွေပျောက်သွားမှဆိုးပြီးအနာဘက်ကိုခွာခွာပြီးတော့အနာပြတောင်းစာနေတဲ့ကောင်လိုမျိုးပဲတရင်ရဆိုလို့ရှိရင်မလ28ရက်နေ့ကလှုပ်ခဲ့တဲ့ Richard Scale ခွန်တသမခွန်ဖြတ်အားပြင်းငလင်ကြီးအပြီးမှာပဲ စေအောင်စီအနိုင်ငံတကာကုမ္ပဏီတွေနဲ့မြန်မာခရိုနီတွေဇီကနေအလူငွေတွေတောင်းခံခဲ့တယ်။အေဗလာတရရနေကစေအောင်စုကျင်းပခဲ့တဲ့အခမ်းအနားတစ်ခုမှာဆိုလို့ရှိရင်ねမြန်မာခရိုနီတွေအများဆုံးလှူဒန်းခဲ့ကြတာစေအောင်စုမီဒီယာတွေမှာဖော်ပြထားတာတွေ့ရမယ်။မြန်မာခရိုနီကနေစီးပွားရေးမိဖက်တွေကနေငွေဒါချက်တန်ပေါင်း3သိန်းကျော်စေအောင်စုငွေလဲနှုန်းနဲ့တွက်ချက်ရင်အမေရိကန်ဒေါ်လာ49တန်းကျော်နောက်ထပ်ချက်တန်ပေါင်း12400ဒေါ်လာအပြည့်ဆိုရင် 9.9တန်တန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းတွေအဲမင်းအွန်လိုင်းနဲ့စစ်ပေါင်းပါအုပ်စုရဲ့အရေးပါတဲ့ပုံကိုယ်တွေစီတိုင်ရိုက်လှူဒန်းခဲ့ကြတာတွေဗျာဒါ justice for မြန်မာအနေမှာပြတာလေဒါဟုတ်ကြည့်ချင်းအပြင်ဘလောက်တောင်ဆိုးသွားတယ်လေဆိုငလင်နေကြောင့်ပြည်သူတွေလည်းသေရတယ်သူလူတွေလည်းသေကုန်ကြရတယ်ဒါပေမဲ့သူရန်တရားလဲပတ်နိုင်ဖို့ပဲစိတ်ယုတ်စိတ်မှထားပြီးဆက်လုံနေဒီဟာတွေကိုဆက်သုံးပြနေတယ် ဒေါ်လာကြီးမှလည်းကြည်ကြည်လိုက်စစ်ပွဲတွေမှလည်းတော့မှသူ့လူတွေခွေးတွေဝက်တွေမဝင်ကားချက်ခံနေရတယ်။အင်းတော်မှာဆိုလို့ရှင်ကြည်ဖမ်းမိတဲ့အကောင်ကတကယ်အကောင်ကြီးကြီးအမိရှိရှိအတိုင်းမူပြီးသူ့အစင်သူ့ကောင်သူပဲဒီကဒါပေမဲ့ဒီကောင်ကတင်းကပကူးမှကိစ္စပေါင်းချာပြန်ဆုတ်ဖို့ဖမ်းမိသွားလို့ဖြစ်သွားတာပဲ။ရက်ဆက်ရုံမှမှုတွေပြန်ပေါင်းချာဆုတ်ဖွင့်ရကုန်ကြတယ်။ဝိဇ္ဇာနောင်ဘွားဒီတင်းကိုပေးမယူခိုင်းတော့ဘူးလေဗျာ။ အဲ့မဲ့ပြောချင်တာက ကြံသူများလဲအသက်ကအပေါ်မပါဘူးဒီလောက်ဆိုးဝါးရုပ်မှရက်ဆက်နေတဲ့သူတွက်နဲ့ဘာလို့အသက်ပေးပြီးဆက်မမိုက်ကြတော့နဲ့ဆက်မမိုက်ချင်ကြတော့နဲ့အချိန်မီတော့အလင်းဝင်ကြပါပြောချင်ပြောရင်ဒိုးဘက်ကငလင်းလှုပ်တုံးနေပြီးတော့တပေါင်းစုနဲ့ဝိုင်းဝုန်းလိုက်လို့ရှင်အပါလေးအနိုင်ရမယ်အချိန်နေမှာဖြစ်နေပြီဒါပေမဲ့ပြည်သူတွေကိုငက်ကွက်ပြီးတော့လက်ရှောင်ပေးလိုက်တာဟွန်းဒါတော့မှ ဘာမှမလုပ်သေးတာတော့မှစောမဲလုံးကထွက်ရှင်းသေးတယ်အခွင့်ကောင်းယူပြီးတိုက်ခိုက်တာပါဆိုပြီးတင်းမြန်တာကိုလည်းကြည့်အောင်ကင်ကြာကင်ကြာနိုင်ငံကတပ်ပလီကလေးရဲ့ဖဲမှာပွေးညင်ရားနာပေါက်နေတဲ့ညနေမဲကြီးနဲ့နတ်တန်နှော်ပြီးပလီပြနေတကယ်တော့ဘူဂျဘူးကျင်ဆိုးမှာကဘာမှအင်အားလည်းမရှိတော့ဘူးပြောရရင်စိတ်တဲ့အင်အားလူအင်အားနောက်လိုက်အင်အားအကုန်ပြောင်းတလင်းခါနေပြီသူတို့ဘိုးဘေးတွေပြောတဲ့စကား နေရာပြန်ပြောရရင်စစ်တပ်ကမဆလာခေတုံကလိုပဲပြောလို့ကိန်းကနန်းတွေကိုပါစတဲ့ရှိရရှောက်ပြောနေတော့ဒီနေ့မနိုင်မမှန်နောက်နေ့မှန်လိမ့်မယ်ဆိုပြီးတော့ခုလည်းဒီချိုးတွေပဲကဲတကြံကာလာမို့ဒီလောက်ပဲပြောဦးမယ်ဗျာခုတလောတကြံအညာတကြောမှာတကြံတန်ချက်တွေလည်းညိုင်ညိုင်ကိုထနေတော့တာအညာလီတန်နဲ့ပြောရရင်တော့လှုပ်ကောင်းမို့ဗျာကောင်းချက်ကတော့ထောင်းချက်ထားလို့ပဲ ပြောရင်ငပီတောင်းလေးမှုစက်တာပါအညာတမာမှုခားတယ်ခားတယ်ဆိုတာမျိုးလေးပေါ့ထီမီရှမိပြီမဲ့တန်ချက်ကနေတော့ယူတတ်ရင်ကိုလူတွေအတွက်ကတော့စေးပါပဲကျွန်တို့လည်းနုကြီးကိုဥကြည့်ပြီးတင်ထားတာမှမဟုတ်တာအောင်မောင်ပဲသိရမယ်ဒါမဲ့ကျွတ်တုတ်တက်ဥမှတင်ထားတာဆိုတော့ခြာတူးလည်းမဖြစ်ရင်ပဲရပြီလေထိန်းသိမ်းသိမ်းသိမ်းလေးနဲ့အဆုံးသက်တိုက်ပွဲတွေဖန်တီးယူရမှာပဲလက်ရှိပဂရီအရှိအနေထားကတော့တော်လန်ကြီးတက်ဥမှနုကြီးကတော့ရှိနေတာတော့သိကြတယ် ။ဒါကြောင့်ကိုတေတဲ့ဖေဟာလရပဲနာနာဆိုပြီးပြစ်ထားလို့တော့မရဘူးလေ။လူကြီးပါလုံးနေလဲစောင့်ကြည့်ပေးနေရတယ်။အဲ့တွဲပဲ PPTV ကိုလည်းစောင့်ကြည့်ပေးကြပါ။လူကြီးနေမဲလားမဟုတ်သေးပါဘူး။စစ်အာဏာရှင်ကိုတိုက်ထုတ်ပြီးဖေရဒီမိုကရေစီနိုင်ငံအသစ်ကိုပေါ်ဆောင်မှုစူးစမ်းနေကြတဲ့တော်လန်ဟီတပ်ပေါင်းစုံပတ်ပေါင်းစုံအင်အားပေါင်းစုံကန္နာပေါင်းစုံပါဝင်ကြတဲ့သူတွေကိုလည်းအချင်းချင်းပြန်လဲထိန်းကြောင်းညှိကြည့်ဆောင်ကြည့်ပြီးထိန်းကြောင်းပြီးတော့ဒေါ်လာယူ ရှိဆက်သွားကြပါဒါပေမဲ့ပြောရင်တော့ပြောလဲဆက်ဆက်ပြောရင်ပေါ့ဗျာ US ပွဲမှာကိုလင်းလင်းပြောတဲ့စကားလိုကိုပဲယူသုံးပြောရရင်ဘလို့ကျွန်တော်တို့ကတယောက်နဲ့တယောက်မတဲလို့ရတယ်မပေါင်းလို့ရတယ်ဒါပေမဲ့တယောက်ရဲ့တော်လန်ရေးကိုတော့အနှောင့်ယှက်ပဲပေးဖို့အရေးကြီးတယ်ဆိုတာကြောက်ရဲ့တော်လန်ရေးကိုနောက်ရှက်မပေးဘူးအရေးကြီးတယ်ဆိုတဲ့စကားတကယ်ကြိုက်တယ် ကျွန်တော်တို့ဆိုလဲဒီတော်လန်ยีမှာကိုကြည့်မရတဲ့သူတွေအများကြီးပဲအဲ့ဒီထဲမှာမှတော်လန်ยีကိုသူနီးသူဟန်နဲ့လုံနေတဲ့သူတွေကိုကျိုးတို့မတိုက်ခိုက်ဘူးပြောချင်တာက ကိုလင်းလင်းလှုပ်သွားတဲ့ပွဲကိုပဲသဘောကျတယ်အားလဲအားပေးတယ်သို့တော့သူပြောသွားတဲ့အချို့စကားတွေကိုတော့ကျွန်တော်တို့ကိုပိုင်အတွင်းနဲ့သဘောမကျတာရှိရင်ရှိမယ်သဘောမတူတာလည်းရှိရင်ရှိမယ်ဖြစ်ကောင်းလည်းဖြစ်မယ်သူလည်းဒီလိုစကားမျိုးပြောတာမဟုတ်ဘူးလို့လည်းထင်ကောင်းလည်းထင်ပါထင်မိပါ လူဆိုတာမားနဲ့ပဲသူမှမကင်းနိုင်သလိုကိုလင်းလင်းလည်းသူ့ဟာနဲ့သူပြောမှဆိုမှရှိရင်လည်းရှိဒါပေမဲ့မိတို့ပင်စိုးစေကမို့ကျွန်တော်တို့ဓာတွေကခုနပြောသလိုဖွင့်ယူရမယ့်ဟာမို့အချင်းချင်းအပြန်လဲနားလဲမို့ချင်းချင်းပြန်လဲရိုင်းမို့အချင်းချင်းပြန်လဲဖေးမမှုတွေနဲ့တော်လန်ရေးခီးချောင်းရှစ်ဆက်ရမယ်အောင်ဘွဲလက်တကမ်းမှာနီးနေပြီဒီချိန်မှာသူ꿰လို့မရဘူးအဲတော့ကျွန်တော်တို့ကတော့ပြီသူနဲ့အတူပြီသူနဲ့ ခံစားခြင်းနဲ့ထက်တူပြည်သူခံစားရသူထက်တူခံစားပြီးမယ်ပြည်သူနဲ့ထက်တူဆက်လက်ရည်တည်ပေးမယ်လို့နှစ်သိမ့်ပါဂရီးအစ်စ်တွေပေးတာမဟုတ်ပါဘူးရှင်ဆိုတော်လန်ကြီးအစတည်းကဂရီးကိုပဲစက်တီနေပါမယ်လို့ဂရီးပေးရင်ရေးတော့ပေါ့အောင်နေပြီ